်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DUV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့တိုင်းတိုက်ပွဲအတွင်အကျဉ်းထောင်ပွင့်ပြီးထွက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာဧပြီလ18ရက်မြန်မာနိုင်စံတရက်နေ့မှာမြို့ထဲကနေအပီးထွက်ခွာနေကြပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါရတယ်။ တရုတ်နိုင်ငံဈာဝင်ညှိနှိုင်းမှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်လာရှိုးကနေ MNDAA ကိုကန့်တက်တွေဟာဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာပေးရမှာဖြစ်ပြီးစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာမှာကြောင့်မြို့ကန်တွေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကစိုးရိမ်နေကြတာပါလက်ရှိဆရာဖားတွေကအရဲဝတ်တွေနဲ့ဝင်လာပြီးရောက်ရှိနေပြီဖြစ်လို့အားချင်းရွှေ့ပြောင်းနေရပြီး နောက်နေ့ဆိုရုံးထိုင်ပြီးလို့ကြားသိရကြောင်းနိုင်ငံရေးအကျဉ်းသူတယောက်ကပြောပါတယ် MNDAA တပ်ဖွဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ဘာတာဝန်ယူတာမှမရှိသလို ိုင်ငံရေးအကျဉ်းသားဟောင်းတွေကကိုယ့်အစီအစဉ်နဲ့ကိုယ်လာရှုံမြို့ပြင်ဘက်ထွက်ခွာနေထိုင်နေကြရတယ်လို့နိုင်ကျင်းဟောင်းလူငယ်တယောက်ကပြောပါတယ်။လာရှုံအကျဉ်းထောင်မှာနိုင်ငံရေးလှုပ်ရှားမှုကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသူအကျဉ်းသားတွေဟာတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်မှာလာရှုံမြို့တိုင်းတိုက်ပွဲကြောင့်ပြီးခဲ့တဲ့2024ခုဇူလိုင်လ28ရက်ကထောင်ပေါက်ထွက်လာခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းရင်းမပင်ခရိုင်ဓာမဆိုင်တပ်ရင်း28မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုမြန်မာနစ်စန်တရက်နေ့ဧပြီလ18ရက်မနက်ပိုင်းကစစ်ဝစ်ဆောင်တကူရီသုံးပစ္စည်းတွေထောက်ပံ့လှူဒန်းခဲ့တယ်လို့ဓာမဆိုင်တပ်ရင်း28စီကနေသိရပါဗယ်ရဲဘော်တယောက်ကိုမြန်မာကျပ်ငွေတသိန်း uniform တစ်စုံစီနဲ့တကူရီသုံးပစ္စည်းတွေကိုထောက်ပံ့လှူဒန်းခဲ့တာဖြစ်တယ်လို့ဓာမဆိုင်တပ်ရင်းတီထောင်သူဘိုစွမ်းသူမောင်က TVB ကိုပြောပါဗယ်တော်လှန်ရေးမှာတက်တက်ကြွကြွတိုက်ပွဲဝင်နေကြတဲ့ရဲဘော်ရဲမေတွေကို စိတ်ဓာတ်မြင့်တင်ပေးပြီးချင်းမြင့်ချင်တာကြောင့်အခုလိုပေးအပ်ခဲ့တာဖြစ်ပြီးမုတ်ဖိုးကိုလည်းမကြခဏတတ်နိုင်သလောက်ပေးလေးရှိတယ်လို့ဆိုပါရယ်။ဓာမဆိုင်တရေ28ကိုစစ်ဆောင်အရေးကူညီပေးနေတဲ့အညာပြတိုင်းတော်လေးများအဖွဲ့ကလည်းအာဟာရဒါနတွေလှူဒန်းကျွေးမွေးခဲ့လို့သိရပါရယ်ရှင်။ပြန်လဲထူထောင်ရေးလုပ်ငန်းတွေနဲ့ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ပြည်သူတွေပူးပေါင်းကြဖို့စစ်ကောင်းဆောင်ကသူ့ရဲ့နှစ်သက်ကိုနှုတ်ခွန်းဆက်စကားမှာထည့်ပြောသွားပါတယ် စစ်တပ်ဟာသူအာဏာတည်ငြိမ်တဲ့ကိုကျိုးစည်းဘွားအတွက်ပြည်သူကိုအုံချနေရတာဖြစ်တယ်လို့ NUG ဘက်ကလည်းဝေဖန်ပါတယ်။စိုးတူအောင်သတင်းပေးပို့ထားပါရရှင်။မြကင်းဝေးပြီးစစ်တပ်ဒုက္ခမြန်မာနိုင်ငံထဝန်ကပြည်သူလူထုတရားလုံးနဲ့နိုင်ငံတကာရောက်မြန်မာနိုင်ငံ2025ခုနှစ်ဧပြီ18ရက်နေ့ဟာဆေးအာဏာသိမ်းမှုနောက်ပိုင်းလေးကျင်းမြောင်မြန်မာနှစ်သက်ကူအခါတမရဖြစ်ပြီးစစ်ကောင်းဆောင်နဲ့ UNG ရဲ့ယာယီတမရတို့က နှုတ်ခွန်းဆက်စကားတွေပြောကြခဲ့ပါတယ်။ပြောဆိုချက်တွေထဲမှာငလင်အကြောင်းလဲပါခဲ့ပြီးစစ်ကောင်းဆောင်ကတော့ပြန်လဲထူထောင်ရေးမှပြည်သူတွေပါဝင်ဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စရပ်မှာလဲပြည်သူတွေပူးပေါင်းပေးပါဆိုပြီးတော့မေတ္တာရက်ခံခဲ့တာတွေ့ရပါတယ်။ကျွန်တော်စုအနေနဲ့ငလင်တန်းခံဒေသတွေရဲ့ပြန်လဲတိဆောက်ရေးနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်။မိဘပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကို အများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်ပါတီတော်ဒီမိုကရေစီစနစ်ကိုအမှန်တကယ်ထူရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအအောင်မြင်မြင်ပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တမ်းရက်ခံလိုပါတယ်ငလင်တန်တင့်ဌာနတွေလမ်းတွေတရားတွေနဲ့အဆောက်အဦတွေကိုအမြန်ဆုံးပြန်လည်တည်ဆောက်မယ်လို့ပြောခဲ့သလိုငင်းကြိုင်းအတွက်လည်းနိုင်ငံရေးအနည်းနဲ့ဖြည့်ရှင်းဖို့ ဖိတ်ခေါ်ထားပြီးဖြစ်တာကြောင့်အာလုံပူပေါင်းပေးကြပါလို့ပြောခဲ့တာတွေ့ရပါတယ်။အန်ယူဂျီဘက်ကတော့လူသားစာနာအကူအညီဆိုတာကန့်သက်ထိန်းချုပ်ရမယ်အခွင့်အတူးခံစား권မဟုတ်ကြောင်းနဲ့ကိုဂျိုးအတွက်အသုံးမချဘဲဘေးသင့်သူတွေစီမြန်မြန်ရောက်ဖို့လိုအပ်တယ်လို့ပြောပါတယ်။လူသားစာနာမှုအကူအညီတွေကိုစစ်အုပ်စုကလက်နက်တပွဲကိုင်ဆွဲအသုံးချနေပါတယ်။အကြံဖက်စေဥစုက နိုင်ငံကြီးလက်နဲ့တပွဲချုပ်ကైအတုံးချနေတာကိုကြော်လောဖို့လူထုကိုထပ်ပြီးအတုံးချတာမျိုးမဖြစ်စေဖို့အေရှန်နဲ့နိုင်ငံတကာကို ကျွန်တော်တို့သတိပေးတောင်းဆိုနေပါတယ်။ဒါအပြင်အာနာတိမြဲကြီးနဲ့ကိုကျိုးစည်းဘွားအတွက်လူထုကိုအတုံးမချတင်ကြောင်းနဲ့ငလင်တန်ကြုံရချိန်မှာတော့ပြည်သူ့ဗန္နာတွေတုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လုပ်တာက လူတို့ကိုထတ်ဆင့်ဒုက္ခပေးတာပဲဖြစ်တယ်လို့ထောက်ပြပါဗျ။ဒါအတူနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နေပြီဟာလေးပုံတပုံတောင်မရှိကြောင်းနဲ့ဆက်အနာရှင်နဲ့အာနာရှင်စနစ်မှန်သမျှကိုအဆုံးသက်တိုက်ပွဲဆင်နွှဲနေလို့အခက်အခဲတွေရှိနေပေမဲ့အပိသက်အောင်ပွဲယူဆောင်နိုင်ဖို့ကြိုးစားရမယ်လို့လည်းယာယီသမရကပြောကြားခဲ့ပါဗျ။ငလင်းလို့အပြီးရပောင်း20ကြော်လာချိန်မှာ DVV ရဲ့စီးရင်တွေအရသိဆုံးသူ4500နီးပါးရှိလာပြီး ပြန်လည်ထူထောင်ရေးတည်မလုံးနိုင်သေးပေမဲ့2025ခုနှစ်ရဲ့နှစ်သက်ကူနှုတ်ဆက်စကားနှစ်ခုမှာတော့ငလင်အကြောင်းကိုအဓိကထည့်ပြောခဲ့ကြတာတွေ့ရပါတယ်။ကျွန်တော်စိုးသူအောင်ပါပြင်းထန်နိုင်ငံတော်ဝိုင်းရှိအကျဉ်းထောင်တွေနဲ့ကျဉ်းထောင်ဝန်ထမ်းတွေအပေါ်မကြသေးမီကတိုက်ခိုက်မှုတွေဟာလက်မခံနိုင်စရာအကြမ်းဖက်မှုဖြစ်ကြောင်းပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်ကဧပြီလ16ရက်ပုံတွင်းမှာရှုံချခဲ့ပါတယ် ဒါဟာပြောင်စုကိုတိုက်ခိုက်ခြင်းပဲလို့ပြောကြပြီးတိုက်ခိုက်သူတွေကိုတွေ့အောင်ရှာပြီးအပြစ်ပေးမှာဖြစ်ကြောင်းမခွန်းက X social media မှာရေးသားခဲ့ပါတယ် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိတာဟာစကွန်အကျဉ်းထောင်အနီးရှိကာပါကင်မှာဧပြီလ15ရက်နေ့ကနေ16ရက်နေ့အထိညအချိန်မှာမော်တော်ကားအမြောက်အများမီးရှို့ခံရခြင်းအပါအဝင်ညလုံးပေါက်တိုက်ခိုက်မှုလှိုင်းသင့်တဲ့အတူပြင်သစ်အကျဉ်းထောင်တွေထိခိုက်ခဲ့ရကြောင်းကျူးလွန်သူတွေကိုဖော်ထုတ်ဖန်ဆီးဖို့အာဏာပိုင်တွေကရှာဖွေတင်ကြောင်းအမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးအစိုးရရှင်းနေုံကဗုဒ္ဓနေ့မှာပြောပါတယ်ပြည်ထောင်နိုင်ငံတောင်ပိုင်း Aslin ကြီးရွာမှာအလုံးလုံးနေတဲ့အချင်းထောင်ဆောင်တယောက်ရဲ့နေအိမ်ရှိမှာမော်တော်ကားတစ်စီးမီးရှို့ခံခဲ့ရပြီး ဆန်လီမာဒေတာရှိအစာအုပ်တစ်ခုရဲ့တံခါးတွေလည်းပျက်စီးခဲ့ကြအောင်အကြမ်းဖက်မှုတိုက်ဖြတ်ရေးယုံကပြောကြပြီးအမှုဖွင့်စစ်ဆေးနေကြောင်းလည်းပြောပါရယ်ဒီဖြစ်ရမှာအ ਨੇ ဆုံးအကျဉ်ထောင်6ခုနဲ့အကျဉ်ထောင်ဝန်ထမ်းတွေအတွက်တင်နန်းကြောင်းတစ်ခုအပါအဝင် အခြားဆက်ဆက်အစာအုပ်တွေလည်းပြတ်မှတ်ထားခံခဲ့ရပါရယ် ပြင်သစ်အချင်းထောင်တွေဇက်တိုက်တိုက်ခိုက်ခံရမှုတွေရဲ့နောက်ကွယ်မှာ Telegram ကနေတဆင့်အချင်းသားတွေရဲ့အခွင့်အရေးကိုထောက်ခံလှုပ်ရှားမှုတွေလှုပ်ဆောင်နေတဲ့ပြင်သစ်အချင်းသားအခွင့်အရေး DDPF အဖွဲ့ရှိနိုင်တယ်လို့ခန့်မှန်းထားပြီးရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ Do you mean တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။